အလရဲ့25ရက်နဲ့ကမ္ဘာသတင်းနောက်ဆုံးထုတ်တွင်ကိုဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဓိကအဖြစ်အမေရိကပြည်သူလူထုတွင်အလင်ခံနေရတဲ့အကြောင်းတွင်ကိုဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဘလူနီနဲ့အမေရိကပြည်သူလူထုအလင်ခံခဲ့တာလဲဆိုတော့ဘိုင်ဒန်ရဲ့ဂျမ်းမာရေးကို cover up လုပ်ချင်တာဖြစ်အလင်ခံခဲ့ရတယ်ကွာဆိုတော့ this whole time ဆိုတော့လုံခဲတဲ့လေးနှစ်ကာလလောက်တာတွင်မှာယောဂာတီတူးပေါ့နော်ခင်စာယောဂာတီတူးကပဲအမေရိကကိုဥဆောင်ခဲ့တာ ဒါတွေကိုအမေရိကရဲ့ပြည်သူလူထုတော်တော်များများကမတိခဲ့ကြဘူးပေါ့တော့ဘလောက်ထိအန်ဒရီများလဲပေါ့တော့မချမ်းမာတဲ့လူကနိုင်ငံတစ်ခုဥဆောင်နေတယ်ဆိုတော့တော်တော်လေးကအန်ဒရီများတယ်ဆိုတော့ဒီတစ်ခါဘိုင်ဒန်ကဒီအကြိတ်ကင်ဆာရှိတယ်လို့ကြားရတယ်ပေါ့နော်ဆိုတော့ပုတ်ကူရေးရဖြစ်တော့ဘိုင်ဒန်တစ်ခုလိုမျိုးယောဂါတေခန်ဆားရတာကတော့လုံးဝကိုဝန်နေစရာတစ်ခုတော့ဖြစ်နေတယ်ပေါ့ဒါကတော့ပုတ်ကူရေးရရပေါ့နော်ဒါမဲ့နိုင်ငံရေးရရဆိုရင်တော့ ူ့ရဲ့ cover up ကမလုပ်တဲ့နေကစားအကြောင်းကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ Biden ရဲ့ဂျမ်းမာရဲ့ခြေနေကဘယ်လိုဖြစ်သွားခဲ့လဲဆိုတော့မနေ့လွန်ခဲ့တဲ့တပတ်ကကွာသူ့မှာအစီအစီကျိတ်ကင်ဆာယောဂါရှိနေတယ်ဒါတော့မှ state 9ပေါ့နော်နောက်ဆုံးအဆင့် ठी ရှိနေတယ်လို့ပြောကြတယ်နော်သူ့ရဲ့အယူ ठी တော့မှအဲ့ဒီယောဂါတွေကပြတ်နှက်သွားပြီလို့ပြောခဲ့ကြတယ်ပေါ့ဆိုတော့တိုးလေးကိုအာအဆင့်အဆင့်9ဆိုတာနော်တိုးလေးကိုအန်ဒရီရှိနေတဲ့ အခြေအနေထိရောက်နေပြီပေါ့ဆိုကင်ဆာဆိုရာကနော်ဟိုးအရင်တုန်းကလေးကလည်းရှိမှအခုကအစ်စ်နိုင်ဖြစ်မှာပေါ့နော်ရုတ်တရက်ကြီးသူကဖျားပြီးမှကင်ဆာအစ်စ်နိုင်ဆိုတော့မဖြစ်နိုင်ဘူးလို့ပြောနေကြတယ်ဆိုအမေအမေရိကရဲ့ပြည်သူလူထုဘလူနီးနဲ့အလင်ခံခဲ့လဲဆိုတော့လုံခဲတဲ့လေးနှစ်ကာလတွင်မှာသူတမအလုပ်နေတဲ့အချိန်တွင်မှာဘိုင်ဒန်ကယောဂါခန်းဆားနိုင်ချေရှိသလိုပြောနေကြတယ်ပေါ့ဒီဒီအရာတွေကိုကျွန်တော်တို့ဗီဒီယိုဆွေးနွေးချက်တွေကို ဒီပြပြီးမှပရိသတ်တို့နဲ့အတူတကွကြည်ပြီးမှအဆွေးနွေးကြည့်ရအောင်ပါအဲ့ဒီဗီဒီယိုလေးတွေကိုကျွန်တော်မပြခင်မှာပရိသတ်တို့ဘူမူနားလေရအောင်ပေါ့တော့ဒီအကျမ်းသားဖြစ်တော့ဘာတွေဖြစ်ခဲ့လဲဆိုတော့သူ့ရဲ့ story line လေးကိုကျွန်တော်ရှင်းပြပြရစီဆိုတော့ Biden ရဲ့ဂျမိုင်းရဲ့အခြေအနေဟာ2020ရွေးပေါက်ရွေးကောက်ပွဲကလေးကနေအငြင်းအဖော်ဖြစ်နေပြဖြစ်နေပါပြီ။အော် Biden ကအသက်60လေးဖြစ်နေပြီပြီးတော့သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဂျမ်းမာရဲကလူပြီးသူလူထုကတော်လေးကိုမတင်ကဖြစ်ခဲ့ပြီးသားအဲ့ဒီဂရေးကဘာဒင်းကတကယ်ပဲဂျမ်းမာသလားပေါ့သူအတော်တော်လေးဦးနေပြီးသူ့ရဲ့လုံးပုံသွားပုံလားပုံကအစလူတွေကစူးရင်နေကြပြီအဲ့ဒီစာ2020ဂရေးကနော်အဲ့ဒီဂရေးကလည်းသတိမီဒီယာတွေကဘိုင်ဒန်ရဲ့အကြောင်းတွေကိုတမင်ဖုံးကွယ်ထားတယ်ဆိုတာဆွတ်ဆွတ်ချက်ပြောလာတယ်ဆိုတော့ဖုံးကွယ်ထားတဲ့လက္ခဏာတွေကြည့်ကြည့်ရအောင်ပါ ပရိသတ်တို့မှတ်မိသေးလားတော့မသိဘူးတချို့အာမီဒီယာတွေနဲ့ယင်းနေတဲ့ပရိသတ်တို့ကတော့တော်တော်များများတော့မှတ်မိမှာပါဘိုင်ဒန်ကသူကလမ်းလျှောက်နေတော့မှကောင်းကောင်းလေးမလမ်းမလျှောက်နိုင်ဘူးပေါ့နော်သူရဲ့လှောက်ရှားမှုကတော်တော်လေးနှေးကွက်နေတာကိုကျွန်တော်တို့တော့တွေ့ရတယ်လမ်းလျှောက်နေတော့မှချော်လင်းနေတာတော့စကားပြုတ်နေတော့မှသူကရုတ်တရက်ကြီးတော့အချင်းကြမင်းဆိုရက်တက်ပြီးမှအဲ့လိုမျိုးငိုင်းတိုင်ပြီးမှနေပြီးမှပြန်ပြောတာမျိုးပေါ့ဆိုတော့သူရဲ့အပြိုးအဆူသူရဲ့ရုပ်ပိုင်းဆိုင်ရာသူရဲ့လမ်းလျှောက်ပုံကတော့ မလုံးဝကိုမူမမှန်တာကိုကျွန်တော်တို့သတိထားမိခဲ့တယ်။သူတို့သူရဲ့ဖျားနာတဲ့ကိစ္စက ဖုံးကွယ်ထားတဲ့ကိစ္စကပါလဲဆိုတော့2023ခုနှစ်တုန်းကသူရဲ့ဂျမ်းမာရေးစစ်စင်မှုရလက်တွေကိုအပြည့်အစုံအင်ဖြူတော့ကမပြချင်ဘူးနော်ကဲတမရပိပုစုတမရပိပုစုရာကဂျမ်းမာရေးရဲ့နော် check out လုပ်ထားတဲ့ရလက်တွေကိုဖော်ပြလက်ရှိတယ်ကွာဘိုင်ဒန်ရဲ့ဂျမ်းမာရေးအချက်အလက်တွေကို လုံးဝကိုတို့ကမဖော်ပြထားခဲ့တာ2023တော့ကသူ့ရဲ့ဂျမ်းမာရေးနော်စစ်စေးမှုရလဒ်တွေကိုပြောပြတာပါပြီးတော့ဘိုင်ဒန်ကနော်သတိထားမိလားတော့မသိမီဒီယာတွေကိုမဲတိုင်းရှောင်နေတယ်ဘိုင်ဒန်ကသူ့ရဲ့မင်ခွန်းမှာပဲဖြစ်ဖြစ်အမေခံရတဲ့မေခွန်းတွေဆိုနေကျူတင်ပြည့်ရွေးချေထားပြီးသားတဲ့မေခွန်းတွေကိုပဲသူကဖြီးတယ်ဆိုတော့လွတ်လပ်စွာမေခွန်းမေခွန်းမပေးတာကိုကျွန်တော်တို့တော်တွေ့ရတယ်ဆိုတော့ဘိုင်ဒန်ရဲ့တတန်းလျှောက်လုံးမှာ မီဒီယာတကုံရှောင်တယ်မေခွမေးတာတွေရှောင်နေတယ်နော်အားတွေဖြစ်နေတယ်ဆိုတော့အခုတော့သတ်ကိုကြည့်ပါဘယ်လောက်ထိတွက်လက်တယ်ဘေးမီဒီယာမှမရှောင်ဘူးဘေးမေခွမှမရှောင်ဘူးတိုက်ရိုက်ချတာပဲနော်ကျူတီမေခွပီစင်သားတို့ဘာငယ်တော့မရှိဘူးနော်စိုက်တော့လွတ်လက်တဲ့မေခွတွေကိုသူကတိုက်ရိုက်ဖြေတာဒိုနယ်ထရမ့်ရဲ့အခြေအနေကိုတွားကြည့်ပါသူတိုင်းနေ့တိုင်းနေ့တိုင်းမီဒီယာမှာတွေးလို့ရတယ်။ဒေါ်လာထရမ့်တရင်ဆိုတော့ every single day ကျွန်တော်တို့တွေးလို့ရတယ်ကွာ press conference လုပ်တာများသလားမမင်းနဲ့ cabinet meeting လုပ်သလားမများနဲ့ဩတခြားနိုင်ငံခေါင်းဆောင်တွေနဲ့ media ပေါင်းစုံနဲ့လာပြီးမှမေခွန်းပေါင်းစုံတွေကိုသူကစင်ခေါ်တယ်ကွာလှုပ်ရေးတယ်ဆိုတော့ Donald Trump ကအချမ်းမာရေးကဒီလူကြည်တာချင်တာဖြစ်တတ်တာလုံးဝအခုတောင်းတောင်းမီမီဖြစ်တာကိုကျွန်တော်တို့တော်တွေ့ခဲ့တယ်ဒါပေမဲ့ Biden ကတုန်းကအလိုမဟုတ်ဘူးသူလမ်းတော်မှာမလျှောက်မလျှောက်နိုင်ဘူးကလေးလေးတို့လမ်းပြောင်းနေတယ်တွားရင်းနဲ့နော်ညာဖက်သွားမလားဘေးဖက်သွားမလားသူကသူသူကသူမတီးဘူးဖြစ်နေတယ်အဲ့လိုမျိုးခက်စားဖြစ်နေတယ်ဆိုတော့ ဘိုင်ဒန်ရဲ့ဂျမားရဲ့အခြေအနေနောက်ဆုံးမှာကင်ဆာအဆင့်ကူးဆင့်ကင်ဆာရှိတယ်လို့တတိမီဒီယာတွေကရေးပြတဲ့အပိုင်းမှာလူတော်တော်များများအဲကျွန်တော်တို့အမေရိကပြည်သူလူထုအားလုံးအလင်ခံနေရတာပဲပေါ့တော်တော်လေးကိုယုံကြည်မှုတွေအကုန်လုံးပျောက်ဝေသွားတယ်တော်တော်လေးကိုစိတ်ဆူးကြတယ်တချို့လူအဒူအထူးသဖြင့်နိုင်ငံရေးလောကမှာလူတော်တော်များများကအရင်စိတ်ဆူးကြတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမှာပေါ့နော်ဆိုတော့ဘာကြောင့်အရေးကြီးတာလဲ အမေရိကန်သမရအဆူရာကဂျမ်းမာရေးကောင်းဖို့လုံးဝကိုတရရခိုင်လုံးမတရရခိုင်လို့လူအပ်နေတယ်။ဘာဖြစ်လို့အရေးကြီးတာလဲဆိုတော့အမေရိကန်သမရက အမေရိကရဲ့နိုင်ငံအတွက်တာမဟုတ်ဘူး။ကမ္ဘာအရေးရာကိုဆုံးဖြတ်ပေးရတဲ့ပုံကူဖြစ်နေတယ်။ကမ္ဘာကြီးရဲ့ခေါင်းဆောင်တွေဖြစ်နေတယ်။ကမ္ဘာကြီးခေါင်းဆောင်တွေဖြစ်တယောက်အနေနဲ့ဂျမ်းမာဖို့လူအပ်တယ်၊တွက်လက်ဖို့လူအပ်တယ်ပေါ့လို့။ဆိုတော့အခုကဘိုင်ဒန်ရဲ့ဂျမ်းမာရေးချူတင်မှုတွေချူယွမှုတွေကို ူတို့ကဖုံးကွယ်ထားတယ်ဆိုတော့အမေရိကရဲ့လုံခြုံရေးအမေရိကရဲ့စီးပွားရေးနိုင်ငံတကာဆက်ဆံရေးအပေါ်ကြီးမားတဲ့အန္တရာယ်တရောက်မှုရှိနိုင်တယ်ကွာတိုးသေးတယ်ကွာအဲ့ဒီတော့ကဘိုင်ဒန်ကလေးနှစ်တာကာလတွင်းမှာကဘာကြီးကိုပြချသွားအောင်မလုပ်မိလို့တိုးသေးတယ်ကွာအေးဘိုင်ဒန်ခက်တော့ဘာဖြစ်လဲတော့ဘိုင်ဒန်ခက်တော့ဘာဖြစ်လဲဘလောက်ထိကဘာအလုံးခြုံရေးထိခိုက်သွားပြီလဲဘလောက်ထိကဘာအစီပိုးရေးနိုင်ငံတကာထိခိုက်သွားပြီပြစ်တတော်စာဖတ်တဲ့ပြစ်တတော်လူငယ်တွေကတည်တယ်နော်ဒီကိစ္စက ဘိုင်ဒန်ပေါ်လာတဲ့အာဖဂန်နစ္စတန်ကနေ US troop တွေ withdraw လုပ်တယ်ပြီးတော့ရုရှားနဲ့ Ukraine အရေးရင်းဖြစ်လာတယ် Middle East အရေးရင်းဖြစ်လာတယ်ဘာဖြစ်လို့လဲဘိုင်ဒန်ကတော်တော်လေးကိုအဲ့ဒီချိန်တော့အပြားနာနေလို့ active မဖြစ်နိုင်ဘူးသူမအလုပ်လုံးမလုပ်နိုင်ဘူးဆိုတော့ကပ္ပအလုံးခြုံရင်းလေသူကလည်းမထိန်ချောက်နိုင်တယ်လို့ US စီးပွားရေးကလည်းသူမထိန်ချောက်နိုင်တယ်လို့နိုင်ငံတကာရဲ့ဆက်ဆံရေးဆိုတာလည်းမထိန်ချောက်နိုင်ဘူးအဲ့ဒါကြောင့်ကြီးမားတဲ့တည်ရောက်မှုကိုကျွန်တော်တို့တော်တွေ့ခဲ့တယ်ပေါ့နော် အဲ့တော့မှသူကဒုတိယတန်းနော်ဝင်ပြီးမှပြိုင်မယ်လို့ပြောသေးတယ်ကွာအတော်တော်လေးကြောက်စရာကောင်းခဲ့တယ်အဲ့ဒါအခုမှပဲဖီတူလူထုတွေကတည့်တဲ့ခါကျတော့ oh my god ပေါ့နော်ကျွန်တော်တို့အလောက်ထိအန်ဒရီကြီးတဲ့ထေးမှာနော်အလောက်ထိအန်ဒရီကြီးကြီးတဲ့တာဝန်ကြီးကိုယောဂါရှိနေတဲ့ဘိုင်ဒန်ကပဲကန်တွေးခဲ့တာကျွန်တော်တို့မတည့်ခဲ့တာလို့ပြောနေကြတယ်ဆိုတော့အခုအမေရိကန်ဖီတူလူထုတွေကအလင်ခံနေရတဲ့ခါကိုပြန်ခန်းစားတဲ့ခါကျတော့အယမ်းစိတ်နာကြတယ်ကျွန်တော်တို့ကိုနော်လုံးဝအကူ တဟုံဟုံကြောက်ကြာစင်းနေတော့လုံးဝနော်မင်းအောက်ထဲမှာကြာစင်းသူလုတ်ခဲ့တာပဲလို့ပြောကြတယ်ဘလောက်ထိနော်ကျွန်တော်ပြောထားတော့စာ US သမရဆိုတာက US နိုင်ငံတစ်ခုထဲအတွက်အရေးကြီးတာမဟုတ်ဘူးတကဘာလို့အတွက်အရေးကြီးတယ်အလောက်ထိအရေးကြီးတဲ့ကိစ္စကြီးကိုလုံးဝပေါ့နော်သူ့ကူတော်မှသူ့ကူသူကူတော်မှကောင်းကောင်းလေးလမ်းမလျှောက်နိုင်သမရကြီးကဥဆောင်တဲ့ခါကျတော့ကဘာကြီးအားလုံးကလည်းအန်ဒရီရှိတယ် အမေရိကန်ပြည်သူလူထုတွေလည်းအန်ဒရီရှိနေကြတယ်အဲ့ဒါတွေကိုခုမှပဲရဲစိတ်ဆူလာပြီးမှပြည်သူလူထုရဲ့ယုံကြည်မှုကတော်လေးကိုဖျက်ဆီးလာကြတယ်ခင်ဗျအခုကဘာဖြစ်လဲဆိုတော့အစူရဒီတမရရဲ့ဂျာမန်ရဲ့အခြေအနေကိုဒီအစူရကိုယ်တိုင်ကဘိုင်ဒန်အစူရကိုယ်တိုင်ကဖုံးကွယ်ထားခဲ့တာကပြည်သူတွေရဲ့နော်ဒီမိုကရေစီအပေါ်မှာယုံကြည်မှုကိုပြတ်တုံးသွားနိုင်တယ်ဆိုမှအခု complain လုပ်နေကြတယ်ကာငါတို့ကအဲ့လောက်ထိဖြစ်သွားပြီလားဆိုတော့အဲ့ဒီဖုံးကွယ်တဲ့လူတွေကလည်း ကျွန်တော်တို့ကတာဝယူမှုတာဝယ်ခံမှုရှိတဲ့အထူးသဖြင့်ဆရာဝန်နဲ့ပတ်သက်ပြီးမှလုပ်ရင်ကိုစစ်ဆေးတင်တယ်လို့ပြောလာကြတယ်ပေါ့ဆိုတော့ဥပမာဆိုဒီမိုကရက်တစ်ပါတီတွေကဘိုင်ဒန်နဲ့ပါတီဖြစ်နေတယ်ကွာအဲ့ဒီဒီမိုကရက်တစ်ပါတီတွေကသူ့ရဲ့အားနည်းချက်တွေကိုလောကမီဒီယာရှိမှမချပြချင်ဘူး number 1မီဒီယာနဲ့လေမေခွမေခွမပေးဘူး number 2ဆိုတော့မီဒီယာတချို့ကလည်းဘိုင်ဒန်ထောက်ခံတဲ့သတိမီဒီယာဌာနကိုပဲသူတို့ကခေါ်ခေါ်ပြီးမှလည်းဘိုင်ဒန်ရဲ့ ချွင်းချက်တွင်ဘာရဲ့အဘာတွေအသေးစိတ်မဖို့ပြပေးနဲ့နော် short အတွက်ပြသလည်းရှိနေတယ်။ဥပမာကြည့်ပါ CNN တို့တခြား media တွေကို Biden ရဲ့ချွင်းချက်ကိုတခါမှရေးမှာမဟုတ်ဘူး။ Oh Biden is fit, Biden is strong, Biden is smart အဲသူတို့ကလည်းပြောနေတယ်။လူတွေကတော့ကြည့်ပါဦးအခြေအနေမမှန်ဘူး။ဓမ္မရာကြီးကအကြမ်းပါရဲ့မကောင်းသူလိုပါပဲနော်။ရောလာတော့မလျှောက်နိုင်ဘူးတခုခုဖြစ်နေပြီလို့။ပြည်သူလူတွေကခဏခဏ ် signal ပေးနေတယ်အချက်ပြပြနေတယ်မီဒီယာတွေကဘာလို့ပြောလဲဟာ okay ပါသူက okay ဖြစ်ပါတယ်အာတန်ပါလို့ simple ပါတယ် smart ဖြစ်ပါတယ်ပြောနေကြတယ်ဆိုတော့အဲ့ဒီတုန်းက Donald Trump ကသူပြောခဲ့တယ်ဆို Biden ကို cognitive test ပေါ့နော်ညာရည်စစ်ဆေးမှုလောက်ခိုင်းတယ် Biden ကမကြိုက်ဘူး Donald Trump ကညာရည်စစ်ဆေးမှုလောက်နေတယ်သူက okay ပဲ Donald Trump ကဆိုတော့ Biden ကလေးနှစ်ကာလလေးနှစ်ကာလအတွင်းမှာ Democratic Party အောက်ချုပ်ပြီးတမနာလုပ်နေစင်မာတဲ့ O2 ဖန်တွေကိုအများကြီးလုံနိုင်ခြေရှိလို့ပြောလာကြတယ်။ Biden ကုတိုင်ကဆိုင်းမထူဘဲနဲ့သူ့ရဲ့ဆိုင်းထူတာကိုကိုပီလို့ပြီးမှ O2 ဖန်လို့ပြီးမှသူ့ရဲ့လက်အောက်ငယ်သားတွေကသူတို့ကြိုက်တယ်လို့လို့လို့ရလို့လို့ရတဲ့ O2 ဖန်ပေါ့နော်။ဆိုတော့အခုလွန်ခဲ့တဲ့လင်းကာလာအတွင်းမှာမြားအခု USAID ကိစ္စပဲဖြစ်ဖြစ်နိုင်ငံတကာစစ်ဆိုင်ရေးကပဲဖြစ်ဖြစ်အာဖဂန်နစ္စတန်တပ်သားတွေနော် withdraw လုပ်တာပဲဖြစ်ဒီကိစ္စက Biden ကိုယ်တိုင်ကဆိုင်းမထူဘဲနဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေကဆိုင်းထူးထားတဲ့ဟာတွေဖြစ်နိုင်ခြေရှိတယ်ဆိုပြီးမှဆွဆွေးလာကြတယ်။ဘာဖြစ်လို့ဆိုဘိုင်ဒန်က O2 pen သူ့ရဲ့လက်အောက်ငယ်သားတွေက O2 pen လို့နေကြတယ်လို့ပြောကြပြောကြတယ်ပေါ့။နော်ဘိုင်ဒန်ကိုယ်တိုင်ကမတိတာအများကြီးရှိတယ်။နော်ဥပမာကွာ USAID ကိစ္စမှာတခြားနိုင်ငံတွေမှာ gay တွေ lesbian တွေနော် transgender တွေအတွက်ဒေါ်လာတန်းနဲ့ချီပြီးထောက်ပံ့တာရှိတယ်အမေရိကကဒါကဘိုင်ဒန်ကမတိခဲ့ဘူး။ O2 pen ကလည်းသူ့ရဲ့လက်အောက်ငယ်သားတွေကဆိုင်းထူးတာ။ ။ဟောတမရဆိုင်ထူပါသွားပြီဆိုတော့ဘီလ်က approve ဖြစ်သွားတာကိုဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့ Biden ကတော့က O2 pen ရှိတာလေအခုအကြမ်းမတိတ်ပြီးအော်ဆန်မကောင်းတော့ဘူးပေါ့တော့ဘာဖြစ်လို့လဲဆိုတော့ तू तू ရဲ့ခက်ကလေးကသူ့ကူသူမတိတော့တာသူ့ရဲ့ညံရီစစ်စစ်မှုကအစီမပြေတော့ဘူးသူ့ရဲ့ညံရီကလည်းဟောပုံမှန်မဟုတ်တော့ဘူးပေါ့ကွာသူကဘာလို့ရမှမတိဘူးဖြစ်နေတယ်ဆိုတော့သူ့ကူစားသူ့ရဲ့အောက်ကလူတွေကပဲသူ့ရဲ့ဆိုင်းထူတာတွေကိုကော်ပီလုပ်ပြီးမှအဟိုလုံးဒီလုံး ကုန်လုံးလုံးပြတာပေါ့ဆိုတော့ဘိုင်ဒန်ကိုအတုံးချပြီးမှပဲဒီလူတွေကဒီဖက်ဆန်အာဏာတွေရှာနေကြလို့ပြောနေကြတယ်အထူးသဖြင့် democratic ကတော့ဒီ corporation တွေကနောက်ကနေပဲ control လုပ်တာပေါ့နော်အဲ့ဒါကြောင့်သူတို့ကို deep state လို့ခေါ်တာပေါ့ကွာဆိုတော့တမရကိုဒီသူ့ရဲ့ရုပ်တတ်ကဲပဲတမရအနေနဲ့သူ့ရဲ့ position မှာထားတာပါဒါပေမဲ့နောက်ကွေမှာသူ့ကိုအာထိန်းချုပ်နေတဲ့သူ့ကိုကျူးကိုင်နေတဲ့လူတွေက company ကြီးတွေ ဒိုနာပေးနေတဲ့လူတွေဖြစ်နေကြတယ်ပေါ့ဆိုတော့ Biden ကိုပဲအော်အခုကမာလာဟာရစ်ဆိုတာကလည်းနော်သူရဲ့နောက်ကွယ်က cooperation company တွေကအဲကမာလာဟာရစ်နဲ့တမရတဲ့ကျွန်တော်တို့ကနောက်ကနေပတ်ပူးပေးမယ်ခမရရဲ့လူအတမြတ်ငွေပေးမယ်ဒါပေမဲ့ကျွန်တော်တို့လူချင်းနဲ့ policy နဲ့ပဲနိုင်ငံကိုခမရဥဆောင်မယ်ဆိုပြီးမှပြောနေကြတယ်လေအခု Biden ဆိုတာကအဲ့လိုပါပဲနော်အရင်တုန်းကတထေးတွေက ကမ်ပဏီတွေက corporation တွေကသူ့ကိုငွေတွေအများကြီးပေးတယ်ဒေါ်လာပေါ့နော် donate donating ပေးတယ်ကြဲဘိုင်ဒန်ရေးခင်ဗျာအနိုင်ရနိုင်အောင်ကျွန်တော်တို့ဒီငွေတွေပေးမယ်ဟိုငွေတွေပေးမယ်နော်ဒါပေမဲ့ကျွန်တော်တို့လူချင်းနဲ့နော် foreign policy စီးပွားရေး policy ကိုကျွန်တော်တို့လူချင်းနဲ့အတိုင်းခင်ဗျာဦးဆောင်မယ်ဆိုပြီးမှသူကသူ့နောက်ကွေကတဲ့ဂျူးကိုင်တဲ့ company တွေတထေးကြီးတွေကပဲဘိုင်ဒန်ကိုမောင်းချတာပေါ့အဲ့ဒါကို system လို့ခေါ်တယ်ပေါ့နော် machine လို့ခေါ်တယ်ပေါ့အဲဆက်ကြီးလို့ခေါ်တယ် အဲ့ဒီစက်ကြီးကမောင်းနေတဲ့အတိုင်းကမလာဟာရီစ်ပဲတွားနေတယ်ဘိုင်ဒန်လည်းတွားနေတယ်အဲ့ဒါကြောင့်အီလွန်မော့ခ်စ်တို့ဒိုနယ်ထရမ့်တို့ရဲ့ပဇက်မှာခဏခဏထွက်နေတဲ့စကလုံးကပါလဲဆိုတော့ they are a part of the machine နော် they are part of the machine သူတို့ကအဲ့ဒီစက်ကြီးရဲ့အစိတ်အပိုင်းဖြစ်နေတယ်ဆိုတော့ the machine ဆိုတော့သူတို့ကဘာကုစုလို့ရလဲအဲ့ဒီစက်ကြီးဆိုတာဘယ်သူကုစုလို့ရလဲ they are a part of the machine you are the part of the machine ဲ့ဒီ the machine ဆိုတဲ့ဟာပါလေဆိုတော့အဲ့ဒီတမားတို့ကို now ကိုယ်ကလည်းဂျူးကိုင်တဲ့ company ကြီးတွေတထေးကြီးတွေကို the machine လို့ခေါ်နေတယ် the system and needs and it လို့ခေါ်နေကြတယ်ဘာဖြစ်လို့ဂျီလူတွေကဆက်ကြီးဖြစ်နေတယ်သူတို့လေပတ်နေတဲ့ဆက်ကြီးဆက်ကြီးပေါ့သူတို့လေပတ်ချင်တဲ့ဆက်ကြီးကိုသူတို့ကလေပတ်နိုင်တယ်ဒါပေမဲ့အဲ့ဒီဆက်ကြီးလေပတ်နိုင်ဖို့ရတမရကိုတုံးချတာပေါ့ဆိုတော့ they are a part of the machine အဲအဲ့လို Donald Trump ကလည်းအဲ့လိုမဟုတ်ဘူး ဘယ်သူကမှသူ့ကိုနောက်ွယ်ကနဲ့ကျူးကြိုက်တာမျိုးထိန်းချုပ်တာမျိုးမရှိဘူးအဲ့ဒါကြောင့် Trump ကိုယ်တိုင်ကပြောနေတာပဲ deep state deep state ပေါ့တော့ပြီးတော့ channel လူတွေကလည်းပြောနေတာမင်းတို့က part of the machine ဖြစ်နေတယ်ကျွန်တော်ကဘသူဘသူကမှကျွန်တော်နောက်ွယ်ကနဲ့ထိန်းချုပ်တဲ့လူလည်းမရှိဘူးကျွန်တော်က part of machine မဟုတ်ဘူးဆိုမှ Trump ကတော့ပြပြသားသားပြောရဲတယ်ကွာတကယ်လေသူကတကယ်သူကိုယ်တိုင်ကလည်းတကယ် billionaire millionaire ဖြစ်နေတယ်ဆိုသူ့ ငွေကြေးနဲ့ပတ်သက်လာတဲ့သူခရုမဆိုင်ဘူးတကယ်ပဲဗိုင်နဲ့ထရမ့်ကတော့ဘောပွလင်းပြစ်တာရှိတယ်ဘသူကမှသူ့ရဲ့နောက်ွယ်ကနဲ့ဂျူးကိုင်ပြီးထိန်းချုပ်တာမရှိတာဘောနော်စာမဖတ်တဲ့လူတွေတော်မှပညာမတတ်တဲ့လူတွေတော်မှတိတာပဲကွာတိတယ်ကွာကျွန်တော်ဗိုင်နဲ့ညက်ဂျမ်းမာရေးဖုံးကွယ်တဲ့ကိစ္စတစ်ချက်တော့ဗီဒီယိုကိုပြပြီးမှကြည့်ကြည့်ရအောင် All right one of the worst political scandals this country has ever seen that the previous administration covered up the decline in the former president's mental and uh, physical ability and it's now ကျွန်တော်အင်ဖြူရောကတော့ပြောနေဒါကြီးကလုံးဝအခုကြောက်စရာကောင်းနေတယ်ကျွန်တော်တို့လည်းဒီနိုင်ငံရေးရေးတမိုင်းတလျှောက်မှာပေါ့နော်ဘိုင်ဒန်ရဲ့အခုစိတ်ပိုင်းဆိုင်ရာမဖြစ်ဖြစ်နော် physical ပိုင်းဆိုင်ရာမဖြစ်ဖြစ်သူတို့ကဖုံးကွယ်ခဲ့တယ်ဆိုတော့ပြောလာကြတယ်ပေါ့နော် A growing push for answers on former President Biden's health while in office. Republicans say there was a cover up, and now they're seeking interviews with some top Biden staffers. Fox News contributor Kellyanne Conway here with us now. Kellyanne, you know, we're seeing that there's a list of uh, people close to the former president that they want to talk to on the oversight committee. Dr. Kevin O'Connor, Nira Tanden, uh, former aides Anthony Bernal, Annie Thomasini, and Ashley Williams. But my question for you is do you think that any of these people are going to give the American people the answers that they're looking for? Eh, no. ဒီလူတွေကဘိုင်ဒန်ရဲ့ဂျမားရေးကိုဖုံးကွယ်ထားတဲ့လူတွေဖြစ်နိုင်ချေရှိတယ်နော်ဘိုင်ဘိုင်ဒန် official call for interview before house of a psychomedy guys ဒီလူတွေကအရေးပါတဲ့လူတွေမှာပါနေတယ် for the answers that they're looking for. And the reason I question that is because this is, again, the same administration that insisted that the border was secure, inflation was transitory, Afghanistan was a success, mass releases weren't happening. I mean, what can people really expect out of this? အခုနမိုနီကာဆူရဆောက်ကောင်မပါလေမဲပါလေမဲပါကူလာပြီးမှငါကူလာဆင်းနေရလေပါကူလာဟောင်းနေရလေဒီခွေးတော်ဆာမဟဲမိုနီကာမိုနီကာမြုပ်လာရင်လာပြီသူလေဒီ <laughs> ဒီစောက်ဒေါသမှဘာဖြစ်တာလဲမဲရ Shafi, thanks for having me this morning. Will be the be under oath, and they have to tell the truth. Uh, none of the cabinet secretaries who came. Eh, no, the children got under the oath, bang. Amanda, ya go piu bu be no. Di ba le, chan sa ching ke cha le gua. No, da ba me. Biden ye yoga ji ga lo phong gui ke cha la be. Be routinely to lie to us about the security of the border, or this the sanctity of our streets, or the inflation being quote transitory. Janet Yellen. gaslighting us, uh, they'll all be under oath. And now we have evidence by way of a book. We have cabinet officials, we have senior aides being given anonymity in exchange for this kind of information. Jackie, I think what's going on here is it wasn't a senior moment here or a senior moment there. It was an entire senior moment presidency. And that's really the issue. One year after they kicked Biden off the ticket and swapped him out for Kamala Harris, ဟုတ်တယ်စီချိတ်အစီချိတ်ခန်စာလို့ပြောနေကြတယ်အဲ့ဒီအစီချိတ်ခန်စာကသူ့ရဲ့အယူထိတော်မှာပြတ်နေနေပြီလို့ပြောနေကြတယ်ပေါ့နော် his mental acuity his agility his ability to do the job eh အဲ့ဒီတော့ငါ့ကိုကြည့်ပါဦးနော်မယုံရင်တော့သူ့ကူသူတော်မှမတိဘူးကွာနော်သူ့ကူတော်မ2023တုန်းက November 26အဲ့ဒီတော့ကတော်လေးသူကဖျန်းလာနေဖျန်းလာနေပြီးနေတူပါတယ်ဒါပေမဲ့အလောက်ထိသူ့ကူတော်မတိတဲ့ချိန်တွေလူတွေကဖုံးကွယ်နေတယ်ကွာ So they created a larger problem than had they stopped him from running for election in the first place or re-election in the second place. You know, I guess I I have a different view. Eh, ဒီကတော့เนาะဒါတော့မှ Donald Trump နဲ့ဝင်ပြန်ဖို့လုပ်သေးတယ်เนาะ Biden ကအဲ့ဒါအခုသူတို့က Biden ကတော်လေးသူ့မှာယောဂအခြေအနေမကောင်းတော့ဘူးဆိုတာ Democratic Party တွေတိခဲ့တယ်ဆိုရင်တော့ဒုတိယအကြိမ် Donald Trump နဲ့เนาะစကကြီးလူဖို့ဆိုတာကဒါတင်ခဲ့တယ်ဗော။အော်ခင်ဗျားချမ်းမာရင်းနဲ့မငြီတော့ဘူး။ နော်မလုပ်ပါနဲ့လို့ဆိုအစကလေးကလည်းလုပ်တင်တယ်ဒါပေမဲ့ Biden ရဲ့ခြေနေကလုံးဝမကောင်းတဲ့ခါကျတော့ဘသူကရွေးချယ်တာလဲ Kamala Harris ကိုရွေးချယ်ပြီးမှပဲသူတို့ကောင်းပြန်ဝင်ပြန်ခဲဝင်ပြန်ခိုင်းခဲ့တာကွာအမစနော့ Kamala Harris ကနေ Biden ကနော် Donald Trump နဲ့ debate တော့လုပ်သေးတယ်မမိသေးလားဒုတိယအကြိမ်နော်ဆိုတော့အစကလေးကလည်း Biden ကပထမအကြိမ်ကလည်းသူ့မှာယောဂါခံရှိပြီးသားဆိုသူတို့တည်နေတယ်ကွာဒါတော့မှဒုတိယအကြိမ် Donald Trump နဲ့ဝင်ပြန်ဖို့သူတို့ကအားပေးသေးတယ်ဒါပေမဲ့သူ့ရဲ့ ခန္ဓာကိုယ်ကမခံနိုင်တဲ့ခါကျတော့နောက်ဆုံးမှာအရင်တိတာလုံးတဲ့ခါကျတော့ကဲနားပါတော့ဆိုပြီးမှခမလာဟရစ်ကိုဝင်ပြန်ခိုင်းတာကွာအစကတည်းကလည်းသူ့ကိုတားသိမ်းခဲ့တယ်ပေါ့နော် too, because I've been saying for a couple years now that you know this was a coalition presidency in so many ways. You had the Democratic Party stack their chips behind Biden because not because they wanted him necessarily, but he was the best chance at beating Donald Trump. And so there were so many factions that felt like they owned a slice of that administration, and therefore it was a group of people around every table making the decision, and and not just him. Does it strike you in any way that these people who are now willing to talk anonymously or maybe not um, are just trying to sort of save their skins and, and mitigate the anger from their own party toward them uh, for botching these policies and for losing so badly. And blame it on Biden. If that is their goal, Jackie, they're fail. Yes, if that is their goal, Jackie, they're failing miserably in accomplishing it. And the reason is that we are still talking about Joe Biden. They're trying to move on to 2026 midterms, to 2028. They don't run this town or the party out of power and yet we're still talking about the Joe Biden they kicked off the ticket. <laughs>. <laughs> oh my God. I'm not about to let any of these people clean their consciences uh, through a book and, and through, uh, particularly for Jake Tapper to write a book. Oh, gee, oh, gee. Nothing but awful to all of us. And uh, there were congressional committees where some of us were hauled to testify, where we were put on the Okay, spot. Okay. We're bringing the doctor in because the doctor was the one. Uh, that said that Joe Biden was competent, that he was at the, the top of his game, that he was a picture of health. I don't think there's anyone in America, especially anyone with a medical degree, that believes anything. Oh, Biden ni kacau mabar. The best akuntansi yang masih bar. The strongest atau tuli taman itu apa no? Memijah ni. This doctor has said about Joe Biden publicly while he was president. The panel is also looking into Biden's use of the auto pen. Former President Obama has used AutoPen in the past, and in 2005, the Justice Department released guidance noting its use is legal, but it has become a key line of attack for Republicans, including the president. I'm just thinking, as you say that, as you said, what about AutoPens? Could I use an AutoPen? <laughs> what did Biden do? Did he have an AutoPen at the desk? <laughs> yeah, no, Donald Trump no, don't have okay. Biden got AutoPen, don't need it, eh, no? Oh my God, sign the cool two mess, you know? ထရမ့်ကိုယ်တိုင်က sign to မှဒါကိုစစ်မှန်တဲ့ sign လို့ခေါ်တယ်။ဆိုတော့အခု auto ban ဆိုတာကဥပမာကထရမ့်မရှိရင်တော့မှသူ့ရဲ့လက်သားတွေကသူ့ရဲ့လောက်တွင်ကပေါ့သူ့ရဲ့ sign တွေကို copy ကူးပြီးမှအဲ့ဒီစာရေးပုံမှာ sign to လုပ်ရတယ်ကွာ။ဆိုတော့အဲ့ဒီတုန်းက Biden ကဖျားလာတဲ့ခါကျတော့ auto ban ကိုတုံးနေတယ်။ဆိုတော့သူ့ရဲ့လောက်လောက်သားတွေက Biden မတီးပြင်းနဲ့သူ့ရဲ့ sign ကို copy ပြီးမှပဲစာရွက်ပေါ်မှာ sign to လက်ရှိတယ်ကွာအဲ့ဒါကို Trump ကဝေဖန်ခဲ့တယ်ပေါ့နော်

I want to talk about this as a huge liability. I want to talk about this as something Joe Biden can overcome. But I'm not going to go so far as to say I think Joe Biden must drop out. He is too old to be president. A, because I didn't know exactly what was going on behind the scenes. But B, if Joe Biden is the candidate, I want to can win. All of this comes as the Biden family works to manage his diagnosis of prostate cancer, which has spread to his bones. Charlie Wageland with. Oh my god. ကဲဗောရာတို့ရေဗောရာတို့ရေနော်သမရဘိုင်ဒန်ကြီးကတော့သူ့ရဲ့ချမ်းမာရေးကိုလုံးဝအယုတ်တရကြီးပေါ့နော်ကင်ဆာအဆင့်ကူးစစ်နေရတော့တော့အယုတ်တရကြီးမနစ်တနစ်ကနဲ့လုံးဝအယုတ်တရကြီးပေါ်လာမှာတော့မဟုတ်ဘူးလို့ပြောနေကြတယ်။နော်အစကရေကလည်းသူ့မှာဒီယောဂတွေရှိနေတယ်။အဲ့ဒီသူ့ယောဂတွေကိုဖုံးကွယ်တဲ့လူတွေကလည်းသူနဲ့ချမ်းမာရေးနဲ့နှိစက်တဲ့လူတွေကလည်းရှိတယ်ကွာ။ သူတို့ကလည်းဖုံးပေးတာကိုဆိုတော့အဲ့ဒီလူတွေကိုယ်တိုင်ကလည်းအခုကအဲ့ဒီကိစ္စတွေကိုပြန်ပြောချင်လာတယ်အာသူက anonymous နဲ့ပေါ့နော်ပြန်ပြောချင်လာတယ်ပြီးသူလူထုချီမှာပြန်ရှင်းပြချင်တယ်ပေါ့နော်ဒါပေမဲ့ဘာပလော့ခုလူအခုကြမှာပဲဘာတဲ့ယောဂအကြောင်းတွေကိုပြန်ရှင်းပြချင်လာလဲဆိုတော့သူတို့ရဲ့အချက်တရားကိုပြန်ကင်ဆယ်ဖို့လို့ပြောရမှာပေါ့ကွာအဲအဲ့ဒါကြောင့်လုတ်ခဲ့ကြတာ guys this is crazy right ။နော်သူ့မှာကွာယောဂါတော့အခမ်းအနားရှိရတာသူ့မှာလုံးဝအချမ်းမရေးမကောင်းခဲ့တာကို Democratic Party တွေကတိကွာတိတိရင်းနဲ့ကွာသူရဲ့ချမ်းမရေးကိုဖုံးကွယ်ပြီးမှပြည်သူလူထုကိုအဝါကွာရေးဆက်ဆက်လင်ပလိုက်တာကွာလုံးဝလင်ခဲ့တာနိုင်ငံတနိုင်ငံမပြောနဲ့ကွာအင်ထောင်စုတခုတော်မှနော်ဖခင်နေရာမှာနေရာယူနေတဲ့လူတွေတော်မှချမ်းမရေးမကောင်းဘူးဆိုတော့တမိသားစုလုံးကပြုတ်ွယ်ဖို့ရန်လွေနေတယ် ဆိုတော့နိုင်ငံကြီးရဲ့တခုကောင်းနိုင်ငံတနိုင်ငံရဲ့ကောင်းဆောင်ဆိုတာကအချမ်းမကြီးကောင်းမှဉာဏ်ပညာကြီးကောင်းမှပဲသူတို့ကသမရဝင်ပြန်လို့ရတာကွာသမရဝင်ပြန်ခွင့်ရှိတာကွာကျမကြီးမကောင်းဘူးဆိုမရှိဘူးနော်ဥပဒေကလည်းဟိုဟာအဘလူပြောကွန်ပျူတာမဟုတ်ဘူးကွာဆိုအခုကဘိုင်ဒန်ကသူတို့မှာကွာလောကကျမကြီးမကောင်းကင်ဆာဆိုတာကအစကတည်းကသူတို့တည်ပြီးသားနဲ့တူပါတယ် ကင်ဆာဆူရာကမနေဘူးနော်တာတာမယူးယူးတတ်အောင်မှာခွာပါလေစကြောထက်တာတော့နော်စီချူသွေးချူလောက်နဲ့ယောဂါလေးမဟုတ်ဘူးကွာကင်ဆာဆူရာကတော်တော်လေးကိုကြီးမားတဲ့ယောဂါကြီးတစ်ခုကွာအဲ့ဒါကိုဖုံးကွယ်ထားပြီးမှမီဒီယာရင်းရှင်မလည်းသူ့ကိုမေးခွန်းတွေမမေးခိုင်းကြဘူးမီဒီယာရှင်တွေရှင်မလည်းတိတ်မထုတ်ခိုင်းကြဘူးနော်တိတ်တိတ်လေးနဲ့လုတ်ခဲ့တာပေါ့ဆိုတော့ဒီဒီမိုကရက်တစ်ပါတီတွေကဘိုင်ဒန်ကိုလှုပ်ရှားပလိုက်တာပေါ့ကွာသူတို့မှလည်းရထုတ်တွေလူချင်နေတယ် နော်ဒီငွေတွေလူချင်းနေတယ်ဆိုတော့သူတို့ရဲ့ယာထုတီမင်းရဲ့အတွက်သူတို့ရဲ့စီးပွားရဲ့တီမင်းရဲ့အတွက်ဆိုတော့အဲ့ဒီယောခာတီကြီးကူလေတမလာလောက်ခိုင်းနေကိစ္စမရှိဘူးပေါ့ကွာဘလောက်ထိငိပတ်တာလဲဒီမိုကရက်တစ်ပါတီတွေ they are so fucking corrupt guys these people are fraud corrupt abuse democratic party oh my god အဓိကစိတ်နာဆုံးကပီတူလူထုအလင်ခံခဲ့ရတာကွာလင်းတာလင်းနစ်လင်းနစ် ကာလာတာရင်းပြီးသူလူထုကလုံးဝကိုမသိခဲ့ဘူး။အော်ဒီလူတွေကအေးဆေးပြပေါ့။ကျွန်တော်တို့သမရာကြီးကအေးဆေးပါကျွမ်းမာပါတယ်အားသာတာမန်ပါတယ်အလင်ခံခဲ့ရတာ This whole term for the entire 4 years this people are being lied to guys အလင်ခံခဲ့ရတယ် Oh my god အဲ့လိုဖြစ်သွားတယ်အခုမှပဲပေါက်တဲ့ဟာကြတော့နောက်ထပ်သူတို့ကစစ်စေးတွေလုပ်မယ်ပေါကောင်းတွေပြန်လုပ်မှာပေါ့ဆိုတော့အဒီ3နဲ့ပတ်သက်လာတယ်ဆိုတော့ printer တော့ စိတ်ဝင်စားနေမယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းအသေးစိတ်စုံစမ်းမေးမြန်းပြမှာပဲကျွန်တော်ရဲ့ YouTube podcast မှာပဲပြန်ရှင်းပြမယ်ပေါ့နော်ပြန်ဆွေးနွေးပေးမယ်ပေါ့နော်ဒီတစ်ခါတော့ဒီလိုနဲ့ပဲရက်တက်ပြရစေကျွန်တော်နာမည်က June မှာကျွန်တော်ရဲ့ YouTube channel လေးကိုသဘောချမိတယ်ဆိုတော့ subscribe လုပ်ပေးချင်အပအပလို့ရပါတယ် subscribe လုပ်ပြီးသားနော် subscribe လုပ်ပြီးသားပရိသတ်ပုံပါလေကျေးဇူးတင်တယ်ကြည်ပေးတဲ့ပရိသတ်အားလုံးပုံပါလေကျေးဇူးတင်တယ် thank you so much for watching beautiful people i love you guys take care god bless i will see you soon bye bye